ဒူဝဲမြို့ကြဆောပင်ရက်ွက်ကစိတ်ကမ်းမအထိုင်ချပြီးလက်နက်ကြီးပြစ်ကူနေစစ်ကောင်စီတပ်သားတွေကိုပြစ်ခတ်တိုက်ခိုက်မှုမှာယူဟာမူးအပါဝင်စစ်ကောင်စီတပ်သား12ဦးသေဆုံးခဲ့ရလို့အထူးပြောကြားတပ်ဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်။အဲဒီစစ်ကောင်စီတပ်သားတွေကိုတော်လင်းတပ်တွေဘက်ကစူတင်နေရယူပြီးနောက်လက်နက်ကြီးလက်နက်ငယ်တွေနဲ့အလစ်ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ စစ်ကောင်စီတပ်သားတွေဟာစိတ်ကမ်းမလက်နက်ကြီးအထင်ချပြီးနောက်လုံလုံမျိုးဘက်ကိုလက်နက်ကြီးတွေနဲ့မကြာခဏပစ်ခတ်နေတာဖြစ်ပါတယ်။တရက်ချောင်းမြို့နယ်ထဲကတဝဲပိတ်သွားကာလာမရှိမေတ္တရွှာမှာစစ်ကောင်စီတပ်နဲ့ပြည်သူကာကွယ်တပ်တို့ဒီနေ့မနေ့ရှင်းလိုက်ခွဲကျော်မှာနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။မင်းတပ်ရွာတဲ့တို့ကိုရက်ကွက်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဟာရွာနောက်ဖက်ပိုက်ကိုထွက်လာချင်းပြည်သူကာကွယ်တပ်နဲ့နှစ်ဖက်ပစ်ခတ်မှု မိနစ်30လောက်ကြာဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။မိန်းကကြွားကိုစကောင်းစီတက်ကမိလ20ရှင်းနေမှာစစ်ကြောင်းထိုးဝင်လာပြီနော်။ဒေတာခန်20ကျော်ကိုဖန်ကတက်တူကိုရက်ွက်မှာတတ်ဆွဲလိုက်တာပါ။ဒီနေ့နေ့လယ်12နာရီလောက်မှာတော့ဖန်စီထားတဲ့ဒေတာခန်တွေကိုပြန်လွတ်လိုက်တယ်လို့ဆိုပြီးမဲ့သူတို့နဲ့ဆက်သွယ်မရသေးတာကြောင့်ပြန်လွတ်မလွတ်ကိုတိတိကျကျမသိရသေးဘူးလို့ဒေတာခန်တွေကပြောပါတယ်။ ဝင်းဝနေမီရက်စခန်းကနေမင်တာရွာဖဲစစ်ချောင်းထိုးလာရဲစစ်ကောင်စီတဟဝိုင်းခွန်ပျောက်ကြားတပ်ဖွဲ့ခြေကိုစခန်းငယ်ကိုဝင်းရောက်စင်းနေပြီးနောက်မိတ္တရွာကိုဝင်းရောက်တားဆွဲခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲဖြစ်ပြီးနောက်စီတမာနေတဲ့လောင်လုံးမျိုးနဲ့မှာမေလာတိုစီရဲ့မိကစာပြီးဒီနေ့ဒီဟက်စတာပြတောင်းနေပါတယ်မေလာတိုစီရဲ့မိကစာလို့လောင်လုံးမျိုးနဲ့နီနာကစကောင်းစီတပ်စခန်းတွေကို ဒေါ်လာဤတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်လက်စစ်ဝန်ထမ်းတွေရုပ်ကို ဆုံးခွာထွက်ပြေးသွားတာကြောင့်လောင်မြုံနယ်မှာရှိတဲ့ဂျီဝါပေါင်း30တဲ့မင်းနဲ့မှာလက်စစ်တားပြတ်တောက်နေတာပါ မေလ30ရက်နေ့31ရက်နေ့ဒီမှာ ဖြစ်ခဲ့တဲ့လောင်မြုံတိုက်ပွဲမှာလောင်မြုံနယ်လဝကယုံနာကစကောင်းစီတပ်စခန်းလေးတိုက်ခိုက်ခံရတာကြောင့်အဲဒီစကန်နဲ့မင်းချင်းဆိုင်မှာရှိတဲ့လက်စစ်တားခွဲစေဝင်ထန်းတွေ ထွက်ပြေးသွားတာလို့စုံစမ်းသေးရပါတယ် ဒါပြင်တိုက်ပွဲတွင်ပြစ်ခတ်တဲ့လက်နေကြီးကြောင့်ဒဝဲမျိုးကနေလောင်လုံးမျိုးကို တွေ့ထားတဲ့လက်စစ်ဒါကျော်တွေလည်းအနိုင်ငယ်ထိခိုက်မှုရှိခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။အဲဒီလိုထိခိုက်တာကိုပြင်ဆင်ဖို့ဂျော်လာတည်နေမှာဒဝဲခရိုင်လက်စစ်ဖြန့်ဖြူးရေးလုပ်ငန်းကလာရောက်ခဲ့ပေမယ့်လက်နေကြီးပြစ်ခတ်တာတွေကြောင့်ပြန်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။ဒေါ်ကလက်စစ်တာဖြန့်ဖြူးရေးလုပ်ငန်းဖြစ်တဲ့ပထောင်းအင်ထရန့်ကပ်နီဖက်ကတော့ ဒေါ်ဧတအခွဲရုံကနေလောင်လတာခွဲရုပ်ကိုပို့လို့ထားတဲ့33 kV တာအားလိုက်ဟာလိုက်ပစ်ဖြစ်ပေါ်ပြီးဓာတ်ပြတ်တောက်သွားတဲ့တွင်လိုင်းဆက်ဆေးပြီးမှဓာတ်ပြန်လဲပို့လို့နိုင်မလို့မေလ30ရင်းကထုတ်ပြန်ထားပါတယ်။ဒါကြောင့်လောင်လမျိုးနေရှိဂျိဝါပေါင်း30လဟာမေလ30ရင်းကလေးကစာပြီးဒီကနေ့တည်းလက်စစ်ဓာတ်ပြတ်တောက်နေတာပါ။ လောင်းမျိုးနယ်နီနာမှာမေလ30ရက်နေ့နဲ့31ရက်နေ့တွင်မှာစစ်ကောင်စီတပ်နှင့်တော်လိုင်းတပ်တို့ကြားတိုက်ပွဲဖြစ်ပြီးနောက်ဒီနေ့ထိစေတင်မာနေပါတယ်။ဒါကြောင့်မြောက်ခံနယ်နီနာကျေးရွာတွေကဒေသခံပြည်သူတွေမှာမေလ30ရက်နေ့ကစပြီးဘေးလွံ့ရာထွက်ပြေးတိရှောင်နေကြရပါတယ်။